ယူကရိန်းသမ္မတဇီလန်စကီကပူတင်ဟာယူကရိန်းကိုသိမ်းပိုက်ဖို့ထိုးစစ်မြင့်တင်နေချိန်မှာပဲ EU နိုင်ငံတနိုင်ငံကိုတစ်ချိန်တည်းစစ်မျက်နှာနှစ်ခုဖွင့်တိုက်ခိုက်လာနိုင်ကြောင်း Guardian သတင်းဌာနနဲ့ Interview မှာသတိပေးပြောဆိုသွားခဲ့ပါတယ်။ရုရှားနိုင်ငံဟာပူတင်လက်ထံမှာအလွန်ရန်လိုတဲ့နိုင်ငံ ဖြစ်နေပြီးအနောက်ဥရောပနိုင်ငံတွေအနေနဲ့ American ကိုအဓိကမဟာမိတ်အဖြစ် အားကိုးအားထားပြုနေရတဲ့အပေါ်မနာလိုမရှုစိတ်နိုင်ပဲ ရုရှားသည်သာအားကိုးရာနိုင်ငံ ဖြစ်လာစေရင်အိမ်မက်မနေသူ ဖြစ်တယ်လို့သူကဆိုပါတယ်။ EU စည်းလုံးမှုပြိုကွဲစေရေးကိုဥတီသွေးခွဲပြီးနိုင်ငံတနိုင်ငံကိုမိမိတို့ယူကရိန်းနဲ့အတူတပြိုင်နက်တည်းစစ်မျက်နှာနှစ်ခုဖွင့်တိုက်လာနိုင်ဖွဲရှိတယ်လို့ဇီလန်စကီကသတိပေးပြောဆိုသွားတာဖြစ်ပါတယ်။လက်ရှိဥရောပနိုင်ငံတွေ အပေါ်ဆေလွတ်သူမသိရတဲ့ drone တွေပြန်တန်းချိန်ချောင်နေတာဟာလေပူတင်လက်ချက်သာဖြစ်ပြီးတကယ်လို့စစ်မျက်နှာနှစ်ခုဖွင့်ခဲ့ရင် စစ်ရေးအတာရနိုင်မှုအပိုင်းမှာရုရှားစုပ်ယုတ်ကြဆင်းသွားလိမ့်မယ်လို့လဲသူကပြောဆိုခဲ့ပါတယ်